ကျိုးသမားရှိချင်းပင်ကပေကျင်းမြို့မှာလက်ထက်အမေရိကခေါင်းဆောင်များကိုမိခွန်ပြောကြရမှာကျုံနဲ့လက်ထက်အမေရိကတို့ရဲ့ဆက်ဆံရေးများကိုနှက်ဆိုင်အောင်ဆောင်ရွက်သွားမယ်လို့မေလ23ရက်နေ့မှာပြောကြားလိုက်ပြီးအမေရိကန်ပြည်ထောင်စုကိုတဲဝိုက်ဝေဖန်မှုအဖြစ်အနိုင်ကျင့်ဗိုလ်ချုပ်ချင်းကိုပြစ်တင်ရှုံးချတယ်လို့ပြောကြားခဲ့ပါတယ်။ လက်တင်အမေရိကနဲ့ကာရီဘီယံတို့ကခေါင်းဆောင်များနဲ့တာဝန်ရှိသူများဟာ China CLAC Forum အတွက်တရုတ်မြို့တော်ပေကျင်းကိုရောက်ရှိလာခဲ့ကြပါတယ်။တရုတ်ဟာလွန်ခဲ့တဲ့နှစ်များမှာလက်တင်အမေရိကနိုင်ငံများနဲ့စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနဲ့နိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်ခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မကြာသေးမီကသွင်းကုန်အခွန်စီးကျက်မှုများကိုညီညီညွတ်ညွတ်ဆန့်ကျင်ရန်တိုက်တွန်းခဲ့ပါတယ်။လက်တင်အမေရိကဟာတရုတ်ကိုထရန့်ရေးဆိုင်ရာမှာအဓိကစစ်မြေပြင်အဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။ လက်တင်အမေရိကဟာအမေရိကန်ဒါမှမဟုတ်တရုတ်ကိုရွေးရန်အမေရိကန်ရဲ့ဖိအားပေးခြင်းကိုခံနေရပါတယ်။မေလ13ရက်နေ့မှာ၎င်းခေါင်းဆောင်များကိုပြောကြားခဲ့တဲ့မိကုံးမှာရှီကလက်တင်အမေရိကနဲ့တရုတ်တို့ရဲ့နှင်းမြန်စွာတိုးတက်လာတဲ့ဆက်ဆံရေးများကိုထုတ်ဖော်ချီးကျူးခဲ့ပါသည် တရုတ်နိုင်ငံဟာလက်တင်အမေရိကကာရီဘီယံဒေသတို့နဲ့ဝေးတဲ့နေရာမှာတည်ရှိတာဖြစ်ပေမဲ့လည်းနဖက်စလုံးကကာလာရှိတီရှိကဲလို့တံမိုးထားရတဲ့ချစ်ခင်ရင်းနှီးတဲ့ဆက်ဆံရေးတမိုင်းအကြောင်းရှိထားပါတယ်လို့ဖိုရန်ဖွင့်ပွဲမှာပြောကြားခဲ့ပြီးယခု Foreign ဟာကြီးမြတ်ခိုင်မာတဲ့တစ်ပင်ကြီးတစ်ပင်နဲ့တူတယ်လို့ဆိုပါတယ်။စီလုံးမှုနဲ့ပူပေါင်းဆောင်ရွက်မှုတို့ကသာနိုင်ငံတွေအနေနဲ့ကမ္ဘာငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတို့ကိုအကာအကွယ်ပေးနိုင်ပါတယ်။ ကမ္ဘာအနှံ့ဖွံ့ဖြိုးရေးနဲ့ကြွယ်ဝရေးတို့ကိုမြင့်တင်ပေးနိုင်ပါတယ်လို့ရှိကပြောကြားခဲ့ပါတယ်။ဒေသဖွံ့ဖြိုးရေးအတွက်ချင်းငွေအမေရိကန်ဒေါ်လာ6ဒသမ2ဘီလီယံပေးမယ်လို့တရုတ်ခေါင်းဆောင်ကကတိပြုခဲ့ပြီး၎င်းငွေများဟာအခြေခံအဆောက်အအုံများနဲ့တန့်စင်စွမ်းရည်များအပါအဝင်ပူးပေါင်းဆောင်ရွက်မှုကိုနိုင်ရှိုင်းအောင်ဆောင်ရွက်ရန်ရည်ရွယ်ပြီးကျယ်ပြန့်တဲ့အစီအစဉ်များရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံကအကြံဖတ်မှုတံမြင်ရေးအတွက်လက်တင်အမေရိကန်နဲ့တူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ဒါအပြင်နိုင်ငံဖြတ်ကျော်ပြီးစနစ်တကျလှုပ်ဆောင်တဲ့ရည်စွေးမှုတို့ကိုတိုက်ဖြတ်ရရင်လည်းတရုတ်ကလက်တင်အမေရိ ကနဲ့တူပူးပေါင်းဆောင်ရွက်မယ်လို့ရှီဂျင်းပင်ကပြောကြားခဲ့ပါသည်။အမေရိကန်သမ္မတတော်နဲ့ထရန့်ဆင်နယ်တဲ့ကုန်သတ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီးရှီကကုန်သတ်ရေးစစ်ပွဲအခွန်စစ်ပွဲမှာအနိုင်ရသူရှိမှာမဟုတ်ပါဘူးလို့တရုတ်သမ္မတကပြောကြားခဲ့ပါသည်။